ပီလ9ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့သတင်းတွေမှာတော့ AOD တန်းဒေသကြီးဝန်ကြီးချုပ်အဆိုပြုတင်ပြခဲ့တဲ့ဝန်ကြီးတွေနဲ့ဥပဒေချုပ်စင်စစ်ချုပ်တို့ကိုကန့်ကွက်သူမရှိအတည်ပြုခဲ့တယ်ဆိုတဲ့သတင်းမထသဝေပြေကာလမတ်ဇင်းလုံးဈေးတင်ရောင်းချတဲ့ဂျင်လိုင်းတွေကိုခေါ်ယူတည်ပြေးခဲ့ပြီးအချို့ဂျင်လိုင်းတွေဈေးနှုန်းနှစ်ဆခွဲအထိတင်ခဲ့တယ်ဆိုတဲ့သတင်း2016ခုနှစ်ပထမ3လအတွင်းမြေမြုပ်ဝမ်းကြောင့်ထိခိုက်နေတာသူ22ဦးရှိခဲ့တယ်ဆိုတဲ့သတင်း ရန်ကုန်မြို့မှာကျင်းပနေတဲ့၁၂ကြိမ်မြောက်စွန်လပြိုင်ပွဲနဲ့စွန်ဖြတ်ပြိုင်ပွဲဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AOD တန်းတိသားကြီးဝန်ကြီးချုပ်ကအဆိုပြုတင်ပြခဲ့တဲ့ဝန်ကြီးတွေနဲ့ဥပဒေချုပ်စင်စစ်ချုပ်တို့ကို April 9ရက်နေ့ကတန်းတိသားကြီးလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုလိုက်တာဖြစ်ပါတယ်။အတည်ပြုခဲ့တဲ့အေယာဝလီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများနဲ့ ဥတော်မြင့်နဲ့ဒေါက်တာလှမြတ်တို့တို့မှ NLD ပါတီမှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီးကျန်ဝင်ကြီးသုံးဦးဖြစ်တဲ့ဥပဟိန်ဥဝင်ထိန်နဲ့ဥလာကျော်တို့မှလွှတ်တော်ကိုယ်စားလှယ်များမဟုတ်တဲ့တက်သည့်ပညာရှင်များဖြစ်ပါတယ်။ခန့်အရာမှာတော့စီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးအဖြစ်စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနအငိမ့်စားညွှန်ကြားရေးမှူးချုပ်ဥလာကျော်စိုက်ပျိုးရေးမွေးမြူရေးတစ်တော့နဲ့စွမ်းအင်ဝင်ကြီးအဖြစ်စိုက်ပျိုးရေးပညာရှင်ဥပဟိန် နှစ်ရက်စဉ်ဆက်မှုလက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးအဖြစ်နိုင်ငံရေးအတင်းသားဟောင်းဦးဝင်းထေးစီမင်းတရားရေးဝန်ကြီးအဖြစ်ဦးကျော်မြင့်လူမှုရေးဝန်ကြီးအဖြစ်ဒေါက်တာလှမြတ်သွေးတို့ကိုအတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အေယာဝတီတိုင်းဒေသကြီးစီးရင်စစ်ထုတ်အဖြစ်မကွေးတိုင်းဒေသကြီးစီးရင်စစ်ထုတ်ရုံမှညွှန်ကြားရေးမှူးဒေါ်ဆန်းဆန်းခိုင်နဲ့ဥပဒေချုပ်အဖြစ်မကွေးတိုင်းဒေသကြီးနဲ့ကရပီနယ်တို့မှာဥပဒေအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဦးသိန်းရွှေတို့ကိုအတည်ပြုခန့်အပ်ခဲ့ပါတယ်။ ဆက်လက်ပြီးအတီးပြုခန့်အပ်ခံရသူများကအေယဝတီတိုင်းဒေသကြီးလွှတ်တော်မှာဂရီးသစ္စာပြုရမှာစီမံကိန်းနဲ့ဗန္ဒာရေးဝင်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသူဥလာကျော်နဲ့စင်းစစ်ထုတ်အဖြစ်တာဝန်ပေးအပ်ခြင်းခံရသူဒေါ်ဆဆန်းခိုင်တို့မှာလွှတ်တော်သို့လာရောက်နိုင်ခဲ့ခြင်းမရှိသဖြင့်ဧပြီလ9ရက်ဂရီးသစ္စာပြုရမှာပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်အေအော်ဒီတိုင်းဒေသကြီးလွန်ကျော်ရင်းနဲ့24ရက်ဝင်ကြီးအဖြစ်ရခိုင်အစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးကြီးကျော်စွာလိုက် ကရင်တိုင်းသားရဲ့ရဝန်ကြီးဖြစ်ဂမူမြတ်သူနဲ့ရခိုင်တိုင်းသားရဲ့ရဝန်ကြီးဖြစ်ဦးတင်စောတို့ကိုတည်ပြုခဲ့တာဖြစ်ပါတယ်။မော်တော်ရင်လိုင်းမော်လုံထင်းသိရေးကော်မတီအဝေးပြစ်ကနေပြီးတော့တကြံကာလအကြိုတွေမှာခီးသက်တင်ရေလက်မှတ်တွေကိုဈေးတင်ရောင်းချခဲ့တဲ့ရင်လိုင်းတွေကိုခေါ်ယူတွေ့ဆုံပြီးသတိပေးခဲ့တယ်လို့အဆိုပါကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးဝင်းညွန့်ကပြောကြားခဲ့ပါတယ်။အဲ့လိုတတ်မှတ်လက်မှတ်ခဈေးနှုန်းထက်ဈေးတင်ရောက်တဲ့ရှင်လိုင်းတွေကိုရှင်လိုင်းရန်နာတဲ့အထည်အရေးယူသွားဖို့တက်ဆိုင်ရာအသေးသေးကိုစတင်သွားမှာဖြစ်တယ်လို့ကော်မတီဥက္ကဋ္ဌဦးဝင်းညွန့်ကအခုလိုပြောပါရယ် ရားရီဒါလည်းတက်ခံရမယ်အဲခုနပူတောင်းဖက်ပဆန်လည်းဒီမှာရောရမယ်ပြီးလို့ရှိရင်အပေါ်တင်ပြလို့ရှိရင်ဒီနေ့ဥပဒေအရစပြီးတော့ဒီရေလိုင်းတွေကိုပိတ်သိမ်းသင့်တဲ့အဆင့်တော့ဒီအေးအေးယူပေးပါဆိုထည့်ပြီးတော့တင်ပြမှာခါတိုင်းကတော့သူတို့ဟလာဥမာမော်တော်ကားလူတယောက်တိုက်လို့ထိသွားတယ်ဆိုရင်ရေလိုင်းတစ်လိုင်းလုံးဟလာတော်တော့ပိတ်တယ်တိုက်ခံရတဲ့ကား6လောက်တော့ပိတ်တယ်ဒါအနည်းဆုံးပဲဒါအပေါ်ကလူတာဥလို့လို့မရအောင်ဥထာဏလို့လို့ အပေါ်မှာဥပဖြစ်စင်တင်ပေးရတာပဲရှိတယ်။အဲဥကြားထဲမှာဝင်ပြီးတော့အေးအေးပြေလို့လည်းမရဘူး။တို့တော့ဒီဟာမျိုးကျတော့ဥကဒန်ချင်းဝင်ကိုအေးအေးယူတယ်ဆိုတာကအတိုင်းဒါလီတခုဥကထိမ့်ပြတာပဲရှိတယ်။ကျန်တဲ့ဘန်းကတော့ဥနှစ်တိုင်းလဲသတင်းပို့တယ်။အဒီဟာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဖြစ်တယ်ဆိုလို့မလုပ်ပါဘူး။ဥအထက်ကဆိုလို့ရှိရင်ခုနပြောတဲ့ဌာနတွေရှိတာပဲနော်။ဒီနေရာတွေပို့ပါတယ်။အဲ့ဒီကလည်းတော့ဝင်ကြီးအဆင့်ကြီးဥတက်ပြီးတော့လေးကူတက်ပြီးပို့ပါတယ်။အဲဆိုမဲ့ချက်ကတော့ဟလာဝင်ကြီးတို့ခုနသက်ဆိုင်ရာဖွဲ့တွေကစီဝေးထိုင်ပြီးတော့မှဟလာ အစိုးရဘက်ကိုတင်ပြပြီးတော့အစိုးရဘက်ကနေပြီးတော့မြို့ဦးဆောင်တဲ့အစိုးရဘက်ကနေတာဆက်လက်ပြီးတော့ရန်တိုင်းပိတ်တယ်ဆိုတာအဲ့လောက်ဒီအစ်စ်အတန်းဟိုဖြစ်ပါတယ်တခုတခုပိတ်တယ်အေးအေးယူတယ်ဆိုတာဦးတို့အေးအေးယူလို့ရတဲ့အတိုင်းဒါဆိုးရွားတော့ပဲရှိတယ်လို့ကြောက်ဦးကတော့တင်ပြတဲ့နေရာမှာတော့ဒီဟာတော့တိတ်ပြီးတော့စီကံချိုးဖောက်နေရဲ့ဟဲ့လားရေလိုင်းနေရာလဲဒီနေ့ဆိုရင်နှစ်ကိုမနေတော့ဘူးဥတံဝင်ယူရဲ့ဟဲ့လားကာလအတိုင်းတာနေဆိုလို့ရှိရင်အဲ့ဒါ၄၅၆နှစ်ရှိနေပြီပေါ့နော် ဒီဒီလိုလေးအများကြီးရှိနေတယ်ဆိုတော့ပေါ့။ဖြည်းဖြည်းချင်းချင်းဆန်နူမှာပြောက်နော်ပြောက်တာတော့ဟိုကတော့ဒီပြောက်ပါ။အချို့ရင်လိုင်းတွေကတတ်မှတ်နှုံထက်ပိုတောင်းတဲ့အခြေအနေတွေကိုလည်းသူကအခုလိုပြောပါတယ်။တချို့ရင်လိုင်းတွေဒါအကုန်လုံးမဟုတ်ပါဘူး။ဒီအညာအထွက်နဲ့ရင်လိုင်းလေးအကုန်လုံးမဟုတ်ဘူး။အများကြီးရှိတယ်။ဒီထဲကမှဟလာဒီနေ့ဆိုလို့ရှိရင်တော့ဒါဟိုပါပေါ့နော်။စည်ရင်သဘောအရာဆိုလို့ရှိရင်ဘယ်လောက်ရှိပါလဲ။ရင်လိုင်း73လိုင်းလောက်ရှိတာပေါ့နော်။73လိုင်းလောက်ရှိတယ်တော်တော်များများဒီရခိုင်ဘက်ကဆိုဒလိုင်းလောက်ရှိတယ်။အာ ီကျန်တဲ့ဥစ္စာတော့အညာဒီကရေပဲများပါတယ်အဲ့တော့မိနစ်ကဆိုလို့ရှိရင်တော့ဒါ34လိုင်းရှိတာပေါ့34လိုင်းဆိုတဲ့အခါကျတော့ဒီမှာတွေလိုင်း20ပေါ့ဟိုဘက်ကဒီဘိုအရာဘက်က14လိုင်းဆိုတော့34လိုင်းစီကံဖောက်ခဲ့တာကြီးတနည်းနည်းတော့အဲဘလူလေးများဟိုလှုပ်လိုက်ရင်ပို့ပြီးတော့နည်းနည်းယောပါသွားမလဲဟာနေရာလေးနဲ့စီသွားမလားဆိုတော့ဟိုတွေးလေးနဲ့ပေါ့နော် ကောမဒီကနေပြီးတော့ဝိုင်းဝန်းပြီးတော့မှနီးလန်းနေရှာဖွေပြီးတော့မှဆောင်ရွက်ခဲ့တော့ဒီနေ့တော့နည်းနည်းလေးယောပါပါတယ်အဲ့ဒါစောစောဆိုလို့ရှိရင်စေးစေးအားအရာဒီတိုင်ကြားတဲ့လူ30နဲ့ဟောပေါ့နော်6ယောက်ဆိုတဲ့အခါကျတော့30 6ယောက်မှာဟလာဒါရင်လက်မှတ်169ဆောင်အဲဒါလေးတော့ရှိပါတယ်ဒီမှာဥရောပစီးပြည့်စုံထားတဲ့အနေအားအရတော့အဲဗဇက်ကပြောကောင်းတယ်တစ၂စ၃စရွယ်မပြောပါဘူးနော်အစာခွဲ၂စ၂စခွဲလောက်ကြည့်တော့ပြီးတော့တွေ့ တွေ့နှုတ်ရတော့အဲ့လိုရှိတယ်။အာနှစာဝဲလုတ်တဲ့လိုင်းရတော့ဟလာတိတ်တော်လည်းမများပါဘူး။သို့တော်လည်းအစာဝဲလို့နှစာတို့တော့နည်းနည်းရှိတယ်။နှစ်စဉ်တကြံအကျိုးကာလမှာရန်ကုန်မြို့မှာရှိတဲ့အဝေးပြေးရှင်လိုင်းတွေကအဝေးပြေးခရီးစဉ်လက်မှတ်ခါတွေပုံမတောင်းယူတဲ့ဖြစ်ရပ်တွေဖြစ်ပေါ်ခဲ့ရာအခုနှစ်မှာလည်းဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတချို့အဝေးပြေးရင်လာနေဟာလာမတကြံကာလအတွက်လက်မှတ်တွေကုန်သွားပြီဖြစ်ကြောင်းပြောဆိုမှုတွေရှိနေပြီးခီးသွားလာသူတွေအတွက်အခက်အခဲတွေရှိနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ2016ခုနှစ်ပထမ3လတွင်မြို့မြိုင်ကြောင်ထိခိုက်ဒဏ်ရာသူ22ဦးရှိတယ်လို့ UNICEF မြန်မာကဧပြီလ4ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်တရက်မှာပါဝင်ပါတယ်အဲ့ဒီတင်ထုတ်ပြန်ချက်ကို17ချိန်မြောက်ပြီးပြီးဆိုင်ရာမိုင်းအန်နဲ့အသိပညာပေးရင်းနဲ့မိုင်းဆိုင်ရာအကူအညီပေးရင်းနဲ့အထိမ်းအမှတ်ခန်းနာမှာထုတ်ပြန်ခဲ့တာဖြစ်ပြီး မိုင်းအန်နီယန်နဲ့ပတ်သက်ပြီးအချက်အလက်တချို့ကိုဖော်ပြထားခဲ့တာဖြစ်ပါတယ်။စက်တကြိမ်မြောက်ပြည်ပဆိုင်ရာမန်းနဲ့အသိပညာပေးရင်းနဲ့မိုင်းဆိုင်ရာအကူအညီပေးရင်းနဲ့အထိမ်းအမှတ်အခမ်းအနားကိုအေဗလာ၄ရက်နေ့ရန်ကုန်မြို့ရှိ Novo Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်အရ2015ခုနှစ်မှာမိုင်းကြောက်တည်ဆုံရသူ18ဦးနဲ့အပြင်းထန်ဒဏ်ရာရသူ52ဦးစုစုပေါင်း59ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင် မိုင်းကြောက်တေဆုံရသူအရေးတော်နဲ့စုစုပေါင်းရင်60ရာခိုင်နှုန်းဟာကလေးတငယ်တွေဖြစ်တယ်လို့လည်းဖော်ပြခဲ့ပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံကမြေမြုံပိုင်းကမ္ဘာတတိယအများဆုံးနိုင်ငံဖြစ်ပေမဲ့မိုင်းအသိပညာပေးရေးရရှိမှုနယ်ပါးလွတ်နယ်လို့မိုင်းအန်ရဲ့အသိပညာပေးလုပ်ငန်းဆောင်ရွက်နေသူတူကအခုလိုပြောပါတယ်။မိုင်းအန်ရဲ့အသိပညာပေးနဲ့ပတ်သက်ပြီးတော့ဒီသူလူထုရတာတော်တော်လေးအားနည်းနေပါဒီမိုင်းအသိပညာလောကကို၁၀ရောက်မှဆိုတရားလောက်ဆိုအနေနဲ့အဲ့ဒီတိပါတော်တော်လေးအားနည်းနေတဲ့အထားမှာရှိပါတယ်မြန်မာနိုင်ငံချင်းလည်းပြီးခဲ့တဲ့ ဒီ2015ခုနှစ်လောက်ပဲကုတ်ကလေးမှလည်းတစ်ခုဖြစ်သွားပါတယ်။အဲဒီနဲ့ပောက်ခွေတဲ့လက်နဲ့ပစ္စည်းကိုကလေးတွေရသွားပြီးတော့ထုမိတာပောက်ခွေပြီးတော့လေအဲ့ဒါလည်းရောက်ပြီးသွားတာအဲ့ဒါကိုဟုတ်ကဲ့ပြေးပြရပါတယ်။အဲ့တော့လောကကိုပြေးပြခြားနာမှုရှိပါဘူးသူတွေက။မိုင်းအဲ့ဒီအတိတ်ပြလောကမတည်တဲ့တော့ကြောင့်မို့မဖြစ်သင့်မတည်သင့်ဘယ်နဲ့တည်ဝါတာလို့ပါလို့ရှိပါတယ်။အဲ့ဒါကြောင့်လောကကိုမဖြစ်သင့်တဲ့ဟာပါလို့တကယ်ဝမ်းနဲ့ပုံကောင်းပါတယ်လို့ မြေမြောင်မရှိမှတိပေမဲ့စားဝတ်နေရကြောင့်မြေမြောင်မရှိရဒေတာတွေမှာဝမ်းစာရှာဖွေစားတောက်လုတ်ကင်နေရသူတွေလည်းရှိပါတယ်။ဒါကြောင့်မိသားစုတစ်ခုထဲမှာမိသားစုဝင်တဦးထပ်ပို့ပြီးမြေမြောင်ဝိုင်းထံကိုခန်းစားရသူရှိသလိုတစ်ကြိမ်ထပ်ပို့ပြီးမြေမြောင်ဝိုင်းထိသူတွေလည်းရှိပါတယ်။မိုင်းကြောင့်မတန်ဆွမ်းဘဝရောက်ခဲ့ရသူတွေဟာစားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အကူအညီများစွာလိုအပ်နေရလို့မြေမြောင်ဝိုင်းကြောင့်မတန်ဆွမ်းဘဝရောက်နေသူတွေကိုပြန်လည်ထူထောင်ရေးလုပ်ကင်နေသူတဦးကအခုလိုပြောပါတယ်။ စစ်သားဥသုံးဆင်းရဲကောက်တဲ့အခါသူတို့ကမတဆွဖြစ်နေတဲ့လူဆိုတော့အာကိုချင်းစင်ကြီးအများကြီးရှိကြပါတယ်။ကျမတို့ကဒီလိုဖွဲ့စည်းရလာပါလေလို့ပြောလို့ရှိရင်သူတို့ကသူတို့ကိုဘာပြေးမှလဲလို့သူတို့စိတ်ကူးထဲမှာသူတို့ရှိပါတယ်။ဒါကြောင့်မို့ကျမတို့အိမ်ထဲဝင်သွားရင်အမားတို့ကျမတို့ကိုဘာပြေးမှလဲဘာထောက်ပံ့ပေးမှလဲလို့အရင်ဆုံးမေးပါတယ်။သူတို့ရဲ့ဆင်းရဲနေနမဲတွေကိုမကောက်ခင်သူတို့ကအဲ့လိုမျိုးမေးတယ်ကျမတို့အများကြီးဖြေရှင်းခဲ့ရပါတယ်။ကျမတို့ကဒီလိုမျိုးဦးနေ ထောက်ပံ့ပေးဖို့လာလည်းမဟုတ်မတန်ဆွမ်းတဲ့သူရဲ့စင်ရင်ကိုကောက်မယ်သူတို့ရဲ့အကြောင်းကိုသိရအောင်လိုက်ပြီးတော့စုံစမ်းနေတုံရှိပါသေးတယ်လို့ပဲပြောရတယ်။အင်းသာဦးစီးလေးကဒီတောတောင်နေတဲ့ကိုသွားတယ်ပြောသလိုဟိုဟင်တီဟင်းရွက်တိုးတယ်ဟိုထင်းခုတ်တယ်ဒီလိုမျိုးရင်းနဲ့မိုင်းထိခဲ့တယ်။မိုင်းထိပြီးတော့အဲ့ဒီသူမိုင်းထိတဲ့အချိန်မှာသူအိမ်မှာနေပြီးတော့ကျန်တဲ့မိသားစုကထပ်ပြီးတော့သူလောက်ရတဲ့အလောက်ကိုထပ်ပြီးလောက်ရတယ်။မိသားစုစာဝင်းနေရတဲ့အတွက်ပေါ့နော်။ ထပ်ပြီးတော့လောက်ရတယ်လောက်ရတော့တခါသူတို့ကတခါထက်ထိရဲ့ထက်ထိတော့သူတို့မှာရှိတဲ့မိသားစုလေးပေါ့နော်သားသမီးလေးဆိုလို့ရှိရင်တဆို့ဆိုလို့ရှိရင်ပညာရေးရှိမယ်ကျမရေးရှိမယ်လို့ပေါ့နော်သူတို့ဆိုပညာရေးဆိုရင်လည်းပြီးပြအောင်မနေရဘူးကျမရေးဆိုရင်လည်းကျမရေးမကောင်းစိတ်အောင်စိတ်ကတော့မအိုးနိုင်ဘူးမိသားစုရေးတွေ့ခဲ့ပါတယ် ်ဧဗရာ၄ရက်နေ့အခမ်းအနားမှာတော့ UNICEF မြန်မာကဒုတိယဌာနကိုယ်စားလှယ်ရှာလင်းနီဘိုဟူဂူနာကတော့မြန်မာနိုင်ငံကိုမိုင်းတာစီစန့်ကျင်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးဖို့တိုက်တွန်းခဲ့ပြီးမိုင်းအန်ရဲ့ကာကွယ်ရေးလှုပ်ဆောင်တာလက်ရှိနိုင်ငံရေးအကူပြောင်းနဲ့ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်လှုပ်ဆောင်ရမှာပံ့ပိုးပေးနိုင်မယ့်အဓိကကျတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့နယ်လို့သူကဆိုပါတယ်လက်နက်ကန်အဖွဲ့အစည်းအသီးသီးကမြင်းမြုပ်ချထားတဲ့မိုင်းတွေအလုံးကိုဖယ်ရှားရှင်းလင်းပြဖို့နဲ့တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစဲရေးသဘောတူညီချက်2015မှာဂရိကဝစ်ပြလှုပ်ဆောင်ခဲ့တာကိုဝမ်းမြောက်ကြိုဆိုကြောင်းကိုလည်း၎င်းကပြောကြားခဲ့ပါတယ် ကမ္ဘာကုလသမဂ္ဂကမြန်မာနိုင်ငံမိုင်းအန်ရဲ့ကာကွယ်ရေး project 16ခုအတွက်အမေရိကန်ဒေါ်လာ9.8တန်းရထားပေမဲ့ယနေ့အချိန်ထိတော့ဒီ budget ရဲ့26ရာခိုင်နှုန်းသာရရှိရလို့သိရပါတယ်။လက်ရှိမှာ Minter C စန့်ကျင်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးအတည်ပြုပြီးတဲ့နိုင်ငံပေါင်း162နိုင်ငံရှိပြီးမြန်မာနိုင်ငံအနေနဲ့ပါဝင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။မြန်မာနိုင်ငံရိုးရအကစားဖွဲ့ချုပ်ကကြီးမှုကျင်းပတဲ့ဆွန်လပြိုင်ပွဲနဲ့ဆွန်ဖြတ်ပြိုင်ပွဲတို့ကိုအေပီလ၄ရက်နေ့ကနေအေပီလ၁၀ရက်နေ့အထိတောင်ပေါ်မြို့နယ်ရှိအာကသိပ်ပံဝင်းအတွင်းမှာကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွေကိုကျင်းပပြုလုပ်ခြင်းအဖြစ်လူရင်းစဉ်ကစားသမားတွေထွက်ပေါ်လာစေပြီးနိုင်ငံတကာပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်နိုင်မှုရည်ရွယ်ပြီးကျင်းပခဲ့တာဖြစ်တယ်လို့အဖွဲ့ချုပ်ကတွဲဖက်အတွင်ရင်မှုဥလွှမ်းမိုးအောင်ကအခုလိုပြောကြားခဲ့ပါတယ်။ကျင်းပလည်းရွေးအားသာပကြုံနေတယ်တင်းလုံးနေတယ်ကျောအားသာတွေကိုလည်းပေါ်နေတယ်ဒီကျေးရှိရှိနေတဲ့ဟိုဘောတော့ရွေးရအားသာတွေကိုလည်းကြောက်ပြတ်မသွားအောင်ထိမ့်သိမ်းတဲ့သဘောနဲ့ဆက်ဆက်မပြတ်ပြီးလို့နေတာဖြစ်ပါလား။ဟုတ်ရှိပါဒီပြဲမွေးတရတဲ့စင်အောင်မြင်တဲ့လူတွေကို ျွန်တော်တို့ကလက်ယူခြင်းဖြစ်ယူခြင်းပြီးပပြန်ပေါ်ထဲမှာဆက်လုပ်ရတယ်ကျွန်တော်တို့ကအရင်ဆုံးလုပ်ကစားဖို့မြို့နယ်တွေမှာအားကစားခွင့်တွေလိုအပ်ပြီးအန်ရယ်ကင်းကင်းကစားကြဖို့လိုအပ်ကြောင်းကိုလှိုင်းတရာမြို့နယ်ကလာရောက်ရှင်ပြိုင်ခဲ့သူတို့ကလည်းအခုလိုပြောကြားခဲ့ပါတယ်နေရာတိုင်းကတော့ကွင်းစကားပြောတာပေါ့ကွင်းမရှိလို့ဘူးနာကားခိတ်သူဘာလို့ညာလို့ကြာအန်ရယ်များတယ်တတ်တက်ကိုကွင်းရအခုကြုံတဲ့နေရာလေးဒီမှာအဆင်ပြေသလိုလူတွေအန်ရယ်မဖြစ်အောင်တပင်ဝါတွေပေါ်မှာခတ်တက်ကြိုးတွေပေါ်တင်း ဒါကြိုးကြီးတော့မိန်းကြီးတွေပေါ့ပါပါကြိုးကြီးတွေကြိုးကြီးရက်ွက်ကြိုးတွေတော့မရဘူးပြတ်ကုန်အောင်အဲဒါကြောင့်ဟိုက်ပေါ်တီးပြီးလွှတ်ရတယ်ကြိုးကြီးဘေးဆိုတော့ဒါအဲ့လိုမျိုးအခုဒါကြောကြတော့ဒီစွန်လွှတ်တယ်ဆိုတော့ကောင်းငယ်ပါမှာလွှတ်တာလေဒါတိတလူတွေနဲ့ဝေးတဲ့နေရာတို့ဘာတို့မှာဆော့ရတယ် ဟိုထူထပ်တဲ့နေရာကိုသွားဆော့လို့မရဘူးဆိုင်ကလေးစပိန်နေတဲ့အန်ဒီကိုကကြည့်ပြီးတော့လုပ်ပေးရတာပေါ့စွန်လပြိုင်ပွဲကိုပြိုင်ပွဲဝင်ဦးရေ73ဦးကဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးစွန်ဖြတ်ပြိုင်ပွဲကိုတော့92ဦးကဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်စူပေးပွဲအခမ်းအနားကိုတော့အာကစားနဲ့ကာယသိပ်ပန်ရှန်ကိုပြည်တော်စုခမ်းမမှာဧပြီလ10ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဒါအပြင်ပြိုင်ပွဲတွေကိုတနင်္ဂနွေလုံးတိုင်းတာနဲ့ကျင်းပရှင်ပြိုင်နေတာပဲဖြစ်ပါတယ်